ဲတောက်ချာနေညနေအတွက်ဗီဒီယိုကျွန်တော်လာပြီနော်အချိုးနဲ့ချက်တီကနန်နဲ့ကျွန်တော်တို့ထွက်ပြီဆိုတော့ကျွန်တော်ဒီမှာဗီဒီယိုလေးဆုံအောင်ကြည့်သွားတကွာအကောင်းလဲကျွန်တော်ပြောပေးခဲ့မယ်ပြီးခဲ့တဲ့ပွဲကအဲပြီးခဲ့တဲ့ပွဲကတုန်းကကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီမှာကျွန်တော်ဗီဒီယိုမပြီးခဲ့တဲ့ပွဲကကျွန်တော်မတင်ခဲ့မိတာပေါ့နော်အဲ့ဒီမှာတော့ငါအချိုကနေ96ထွက်တာဖြစ်တယ်ကျွန်တော်ဒီ10 20မင်းရောထိုးဖို့အတွက်ကျွန်တော်စီလာတောင်းနေလူတွေလာယူတဲ့မိတ်ဆွေတွေကိုကျွန်တော်အကုန်လုံးကိုပေးပြလိုက်တယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်အချိန်မီလေးကျွန်တော်လုတ်ပေးခဲ့မယ် ကိုယ်တော်နှစ်နိုင်နဲ့ဆက်နှစ်မိနစ်ပဲရှိသေးတော့ထိုးချိန်နဲ့မှီလောက်တယ်တကွက်ကောင်းမင်းကျွန်တော်ပြီးခဲ့မယ်เนาะတကွက်ကောင်းကိုကျွန်တော်ပြပေးခဲ့မယ်ပြီးတော့မဲဆိုတဲ့လက်ခံနိုင်နေဆိုလို့ဆိုရင်ကျွန်တော်မနက်ကပြောထားတဲ့အဲခဏန်းလည်းရှိတယ်ပေါ့နော်မနက်ကပြောထားတဲ့ဒီမှာဆိုလို့ဆိုလို့ရှင်တစ်ချောက်ပလေးချုပ်လို့ရမယ်သုံးရှစ်ပတိနဲ့ပေါ့နော်ကျွန်တော်လာချပေးထားတယ်ဒါကိုကစားလို့ရမယ်ပေါ့နော်အဲ့တော့ကြည့်တော့ပါမိတ်ဆွေတွေမှားမှန်လက်ခံနိုင်နေဆိုလို့ဆိုလို့ရှင်ကျွန်တော်တို့ဒါကကစားလို့ရတဲ့ဖွက်တွေပဲပေါ့နော်ကျွန်တော်ပြောပြမယ်အဲဒီမှာကြည့်ပါပေါ့နော်ဒီမှာကြည့်ပါအချိုခဏန်းကတော့၃နှစ်နဲ့ 3နှစ်နဲ့29ဆိုတဲ့ခဏကျွန်တော်တို့ထွက်တယ်ဒီမှာကျွန်တော်ပြပေးမယ်ပေါ့နော်3နှစ်နဲ့29ဆိုတော့ကြာတာပတိဒီမှာကြီးနေနေမှာဒီမှာပေါ့နော်ဒီမှာတောက်ကြနေမှာတစ်ဘရိတ်ထွက်တယ်နော်ကျွန်တော်ဘာကြောင့်မလို့တစ်6ဘရိတ်ပေးလဲဆိုတော့ကျွန်တော်ပြမယ်ဒီနောက်ထပ်တောက်ကြနေတခုကျွန်တော်တို့ကြည့်အောင်ဒီမှာကြီး6ဘရိတ်ကျွန်တော်တို့ထွက်ပါတယ်နော်တစ်6ဘရိတ်ကိုကျွန်တော်ဘာကြောင့်မလို့ပေးလဲဆိုတာအဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့နော်တောက်ကြနေဒီမှာကြည့်ပါနော်6ဘရိတ်ပဲကျွန်တော်တို့ထွက်တယ်နော် 6ဘရိတ်ထွက်လာပါတယ်အဲဒါကြောင့်မလို့ကကျွန်တော်အဲဒါကြောင့်မလို့ဒီနေ့ညနေကိုကျွန်တော်တစ်ချက်ဘရိတ်ကိုကျွန်တော်ဖမ်းပေးထားခြင်းဖြစ်ပါတယ်အဲဒီ38ကတော့ဘာကြောင့်မလို့ကျွန်တော်38လုတ်ပေးလဲဆိုတော့အလဲဒီဒီမှာကြည့်ပါနော်အလဲအလဲဒီမှာပါဝါဖြင့်ဖြစ်တဲ့နှလုံးသားမှာနှစ်ရက်တွင်ဂျိန်းနေဆင်းခဲ့တယ်38လုတ်ကျွန်တော်တို့ဆင်းခဲ့ဒီမှာ73တခါထပ်ပြီးတော့ပါဝါဖြစ်လာတာဖြစ်တဲ့တူကကျွန်တော်ဗူဒီယိုမှာလည်းမနက်ကတော့နေရစကားပလင်ခံပြီးပြောထားခဲ့ပါတယ်နော်38ပတ်တီတီယခုယမာရောတင်းလာနေမနက်ထီကျုံးဝင်နေလို့ကျွန်တော်ပြောထားခဲ့တယ်အဲ့တော့ တစ်ခွက်ကောင်းကိုလည်းကျွန်တော်ပြောပြပေးသွားမယ်ဒီမှာဒီနှစ်ကိုးဆိုတဲ့ခဏန်းကျွန်တော်တို့ထွက်ပါပြီနှစ်ကိုးဆိုတဲ့ခဏန်းဒီနှစ်ရှစ်ဆိုတဲ့ခဏန်းနဲ့ဓာတ်ရိုက်ဆက်သွယ်ပါတယ်အဲ့ဒီတော့28ဆိုတဲ့ခဏန်းကိုကျွန်တော်က main on အနေနဲ့ဒီညနေမှာတစ်ခွက်ကောင်းအနေနဲ့ကျွန်တော်ထုတ်ပါတယ်28ဒီ main on တစ်ခွက်ကောင်းဖြစ်ပါတယ်အဲဒီမှာ3ပြိတ်ထွက်ပြီဆိုရင်တော့ကျွန်တော်တို့ကနှက်ခတ်ကိုထိုးရခြင်းဖြစ်တယ်ဒီမှာ3ပြိတ်ဒီနှက်ခတ်နှက်ခတ်ဒီ3ပြိတ်နဲ့ပဲဒီကောင်ကကတ်နေတတ်တဲ့သဘောပါတော့ ့3မိနစ်ထွက်ပြီဆိုရင်ဒါကျွန်တော်တို့ဒီဒါနှက်ခတ်ကိုကျွန်တော်တို့ယူဆောင်လာမယ်ဆိုတော့တဘောမျိုးကိုကျွန်တော်တို့ယူစားတယ်ဒီမှာအဲဒီမှာ80နှစ်ဆိုတဲ့ခဏန်းကျွန်တော်တို့ရှိထားခဲ့ပူတယ်80နှစ်ဒီလဲ29နဲ့ခဏန်းဒီသူကဒါအဲမလွယ်မသွေကတ်နေတတ်တယ်ဆိုတော့ယူစားတယ်ကျွန်တော်ကဒါခဏန်းဖော်မြူလာရကျွန်တော်ကပေးတဲ့တဘောမျိုးဖြစ်တာဖြစ်တဲ့တော့မောင်တို့ဒီမှာကြည့်ပါနော်29ဆိုတဲ့ခဏန်းဒီဒီမှာ80ဆိုတဲ့ခဏန်းနေညီနေခဲ့တာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာကတော့28ကိုတော့တမယောတစ်ခေါက်ကောင်းနေတယ်ကျွန်တော်တို့ထိုးပြီးပါ တချောက်ပရိတ်ညီလဲကျွန်တော်ပြပေးထားပါတယ်เนาะတချောက်နဲ့တော့မဆိုင်ဘူးမဆိုင်တော့လဲပဲ28ဆိုတဲ့ကဏန်းကိုထိမိမိထိုးပါဒီညနေမှာကတော့နက်ခတ်ကိုပို့ပြီးတော့ကျွန်တော်ကတော့ဦးစားပေးပြီးတော့ကစားစီချင်ပါလေနက်ခတ်ဖြစ်တဲ့အရာလေးနဲ့တချောက်ပရိတ်ဖြစ်တဲ့အရာလေးနဲ့ကိုတွဲပြီးတော့မျှပြီးတော့ကျွန်တော်ထိုးပါအကောင်းဆုံးရွက်ွက်တွေကိုလည်းထုတ်ပေးပါမယ်ထိမိမိပွဲသိမ့်နေမှာအောင်ပါစေရပါစေပေါက်ပါစေเนาะ